ဖိုးကြွယ်နှင့်မြစ်အောက်ကယတနာတပြအုပ်စုကိုတောထဲကနေမောင်းထုတ်ပြီးနောက်ဖိုးကြွယ်ရဲ့နာမည်ဟာပူကြော်ကြားလာခဲ့ပါတယ်ဒါပေမဲ့သူ့မှာနောက်ထပ်စိန်ခေါ်မှုတွေရှိနေပါသေးတယ်တနေ့မှာရွာထဲကစေးဆရာကြီးဆရာတင်ကသူ့ကိုခေါ်ပြီးလှုပ်ဝဲချက်တစ်ခုတကူပြောပြခဲ့ပါတယ်ဖိုးကြွယ်ရေမင်းတတိရှိတယ်ဆိုတာငါသိပြီးအခုငါမင်းကိုရှေးဟောင်းရွာကူတဲကရွှေငါချင်း အကြောင်းပြောပြမယ်ဖိုးကြွယ်မျက်လုံးတွေပြူးကျဲသွားတယ်ရွှေငါချင်းဟုတ်လား ဆရာတင်းလို့ဖိုးကြွယ်ကအံ့ဩစွာမေးလိုက်တယ်ဟုတ်တယ်ဒီမြည့်ရဲ့အောက်မှာရွှေရောင်တောက်တဲ့ရွှေငကြင်းကြီးတကောင်ရှိတယ်လို့ရှေးလူကြီးတွေပြောတာကိုကြားဘူးခဲ့တယ်အဲ့ဒီရွှေငကြင်းကြီးကိုဖမ်းလိုက်ရင်ရွာသားတွေကဆင်းရဲတွင်ကလွတ်မြောက်ပြီးချမ်းသာကြွယ်ဝလာလိမ့်မယ်လို့ဆရာကြီးကပြောပြတယ်ဖိုးကြွယ်ကတေးချစွာနားဆွင့်နေပြီးကျွန်တော်အဲ့ဒီငကြင်းကြီးကိုတွားရှာမယ်လို့ရေရွတ်လိုက်တဲ့အဲ့အချိန်မှာဆရာကြီးကဒီလိုပြောလိုက်ပါတယ်ခဏနေပါအောင်မောင်ဖိုးကြွယ်တခုရှိတာကအဲ့ဒီမြေကမ်းပါးကကြောက် ူထဲမှာအင်မတန်မှကြောက်စရာကောင်းတဲ့ငကားကြီးတစ်ကောင်စောင့်နေရဆိုတဲ့အစင်လာလည်းရှိတယ်လို့ကြားဘူးတဲ့ဖိုးကျွဲကအားရပါရရေးလိုက်ပြီးငကားရီရှိတယ်ဆိုတာယုံတန်းစကားတွေပါဗျာကျွန်တော်တော့မယုံဘူးဗျာကျွန်တော်အဲ့ဒီကိုသွားဖို့ဆုံးဖြတ်လိုက်ပြီးလို့ဆရာကြီးကိုပြောလိုက်ပါတယ်နောက်နေ့မနေ့ခင်းမှဖိုးကျွဲဟာသူ့တငယ်ချင်းမောင်မောင်နဲ့အတူမြကန်းကိုသွားခဲ့တယ်အဲ့ဒီနားမှာရေစီးကပြင်းထန်ပြီး ဂူတဲကလည်းမောင်းမိုက်နေပါတယ်တငယ်ချင်းမောင်မောင်ငါ့ကိုဒီမှာပဲစောင့်နေတော့အနေရရှိဖြစ်လာရင်ချက်ချင်းလွတ်အောင်ပြင်းတော်လို့ဖိုးကြွယ်ကမောင်မောင်ကိုအမားစကားပြောလိုက်ပြီးနောက်ရေထဲကိုခုံချလိုက်တော့တဲ့ရေထဲကိုရောက်တဲ့အခါဆရာကြီးပြောတာမှန်နေဆိုတာတိလိုက်ရတယ်ရွှေရောင်လင်းနှံ့တွေဖြားထွက်နေပါလားလို့ဖိုးကြွယ်အံ့ဩစွာရေရွတ်လိုက်မိတယ်ရွှေရောင်ငါးကြီးဟာကြောက်ကူတဲကရေရိုင်ထဲမှာလှည့်ပတ်နေတယ်ဒါပေမဲ့သူ့အနားမှာကြီးမားတဲ့အရေးကြီးတစ်ခုရွေးချားနေတာကိုတွေ့လိုက်တဲ့အမေလေး ဒါရနဂါးကြီးပါလားဒါပေမဲ့ဖိုးကျွယ်တေးချာကြည့်လိုက်တော့ထိုအရာကသူထင်ထားသလိုနဂါးကြီးမဟုတ်ပဲကြီးမားတဲ့ငရံကြီးတကောင်ဖြစ်နေတာကိုတွေးလိုက်ရတဲ့ငါးကြီးရဲ့ပါဇက်ကလူတစ်ယောက်ကိုမျိုးချနိုင်လောက်တဲ့အရွယ်ထိကြီးမားတဲ့ဖိုးကျွယ်ဟာရင်တထိတ်ထိတ်နဲ့ကြောက်နေရင်တခုရဲ့နောက်ကိုဝင်ပုန်းလိုက်ရတယ်ဒါပေမဲ့သူစဉ်းစားမိတယ်ဒီငရံကြီးဟာရွှေငကြင်းကို ကာကွယ်နေတာလားဒါမှမဟုတ် စဉ်းစားနေတော့မှပဲရုတ်တရက်ငရံကြီးကသူ့ဘက်ကိုမျက်လုံးပြူးကြီးတွေနဲ့လှဲ့ကြည့်တဲ့ဖိုးကြွယ်ဇောချွေးတွေပြန်လာတယ်ဒါပေမဲ့ကံကောင်းချင်တော့သူ့အိတ်ထဲမှာငါဖမ်းမြရန်နဲ့ကျိုးပါလာတယ်ဟာဟာဟာဒီငါမြရန်နဲ့ငချင်းကြီးကိုဖမ်းမဲ့ဖိုးကြွယ်ကငါမြရန်ကိုငချင်းရှိရာစီလှမ်းပစ်လိုက်တယ်ရွှေငချင်းကငါမြရန်ကိုကိုက်လိုက်တဲ့အခါဖိုးကြွယ်ဟာတာတာရရပဲဆွဲယူလိုက်တယ်ငရံကြီးဟာ အားအတင်သွားပြီးဖိုးကျွဲကိုလည်းမတိုက်ခိုက်တော့ပဲထွက်သွားတော့တယ်ဖိုးကျွဲဟာရွှေငချင်းကိုဖမ်းပြီးရေမျက်နှာပြင်ပေါ်ပြန်တက်လာတယ်ဖိုးကျွဲမင်းအသက်ရှင်လားမောင်မောင်ကန်းကနေလှမ်းအော်တယ်ဟုတ်တယ်ဒါနဲ့ဒီတခါတော့ငါတို့ရွာချမ်းလာသွားပြီကွာရွှေငချင်းကို ရွာကိုယူသွားတဲ့အခါရွာသားတွေကအံ့အားတင်သွားကြတယ်ဒါပေမဲ့ဆရာတင်က ပြုံးပြီးပြောတယ်ဒီငါးကိုမစားကြပါနဲ့ဒါဟာမြစ်ရဲ့ဆောက်နှက်ပါသူ့ကိုပြန်လွတ်ပြီးဆူတောင်းကြည့်ပါဖိုးကျွယ်တို့ကငါးကိုမြစ်ထဲပြန်လွတ်ပေးလိုက်တယ်ထူးဆန်းစွာပဲနောက်တနေ့မှမြစ်ကမ်းဘေးကတဲတောင်ပြင်မှာရွှေခဲတွေတပုံကြီးတွေ့ရှိကြတယ်ဖိုးကျွယ် မင်းရန်ကန်ကောင်းတာပဲကွာရွာသားတွေကသူ့ကိုချီးမွမ်းကြတယ်ဖိုးကျွယ်က ပြုံးပြီးပြောလိုက်တယ်ကန်ကောင်းတာမဟုတ်ပါဘူးမှန်ကန်ပြီးတတိရှိရင်သူနဲ့ထိုက်တဲ့တံမိုးကပြန်ရချင်းပါအဲ့ဒီနေ့ကစပြီးဖိုးကျွယ်ဟာပုံမိုးကြော်ကြလာပြီးသူ့ရဲ့စွန့်စားမှုတွေကိုလည်းဆက်လုဆောင်နေပါတော့တယ်